ဒီနေ့ဂျော်လာ၁၀ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အညာဒေသဖြစ်တဲ့စကိုင်းတိုင်းပလဲမြွနယ်တွင်၁၀ရက်နေပါကြတဲ့အထိတိုက်ပွဲပြင်းထန်နေတဲ့ကမ်းတောက်နယ်မြေရဲစခန်းတိုက်ပွဲမှာစစ်ကောင်စီလေတပ်ရဲ့ဂျက်တိုက်လေယာဉ်တစ်စီးကိုတော်လရဲတပ်တွေကဒီနေ့ဂျော်လာ၁၀ရက်မွန်းလွဲပိုင်းမှာပစ်ချလိုက်ပါတယ်။စစ်ကောင်စီလေတပ်ရဲ့ဂျက်တိုက်လေယာဉ်ကိုပစ်ချတော့မိမိတို့လက်ချက်ဖြစ်တယ်လို့ဗမာပြည်ကွန်မြူနတီပါတီရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။ ဒီနေ့မွန်လဲပိုင်း၁၂နာရီ၅မိနစ်ခန့်ကကန်တောက်စကန်တဲ့တိုက်ပွဲမှာလေကြောင်းပစ်ကိုလာပေးတဲ့တိုက်လေရင်ကိုပစ်ချနိုင်ခဲ့တာလို့ PLA ကဆိုထားပါတယ်ရှင်။တနင်္လာရီတိုင်းဒေသကြီးဒဝဲခရိုင်တဲကမြန်မာထိုင်းနယ်စပ်အနီးမှာရှိတဲ့အမိုနယ်စပ်စကန်ကိုဒီနေ့ဂျွန်လ၁၀ရက်မှာတင်းယူလိုက်ပြီးလို့ KNU ဗိဒဝဲခရိုင်ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစကန်တစ်ခုဖြစ်တဲ့အမိုနယ်စပ်စကန်ကိုဂျွန်လ၁၀ရက်မှာ KNU တပ်မဟာလေဦးဆောင်တဲ့ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့တာပါ။ ၃ရက်မြောက်နေ့မှာတော့စကန်သိမ်းနိုင်ခဲ့တာလို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းကိုမနေ့ကဂျွန်လ၉ရက်မနက်ပိုင်းမှာ KIA KPD ရပူးပေါင်းတပ်ကတိုက်ခိုက်ရမှာ၁၈ဦးထပ်မံနေတေဆုံးပြီးစစ်ကြောင်းလိုက်ဆုတ်ပြေးသွားကြတယ်လို့သိရပါတယ်။မနေ့မနက်၁၀နာရီဝန်းကျင်ကဖားကတ်မြို့နယ်လုံခင်းတိုင်နယ်မစွရံကထံမော်သွားလန်းနဲ့ကရေမော်အနီးမှာ KIA KPD ရပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာလို့စစ်ရေးသတင်းမြစ်တွေကပြောပြပါတယ်ရှင်။